ခုရဲ့ပိုင်းမှာရန်စီဘယ်တော့လောက်ပြန်တက်လာနိုင်လဲဆိုပြီးတော့အဲလာပြီးတော့မေးတဲ့လူတော်တော်များတယ်အဲဟန်ဒီလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒါကျွန်တော်တီးတလောက်လေးတစ်ချက်အဲပြောပြပေးမယ်ပေါ့နော်အဲဘယ်တော့လောက်ပြန်တက်လာနိုင်လဲဆိုတာတော့ပေါ့နော်ခုရဲ့ပိုင်းကျွန်တော်တို့အဲဒီယင်တစ်ပတ်မှာဖြစ်ပျက်ခဲ့တဲ့ဒီဒေါ်လာဈေးအခြေအနေပေါ့နော်အဲဟာလေးကျွန်တော်တစ်ချက်ပြောပြပေးပါမယ် အရင်တစ်ပတ်မှာပေါ့နော်ဒေါ်လာဈေးကကျွန်တော်တို့အဲအနိုင်ဆုံးဘယ်လောက်ထိကျွန်တော်မြန်မာနိုင်ငံကဒေါ်လာဈေးပေါ့နော်ဒေါ်လာဈေးအပြင်ပေါင်းဈေးကဘယ်လောက်ထိကျသွားလဲဆိုရင်တောက်လျှောက်ကျနေတာပေါ့တောက်လျှောက်ကျနေတာဘယ်လောက်ထိကျသွားလဲဆိုရင်3980ဝန်းကျင်လောက်ထိကိုအနိုင်ဆုံးထိကျသွားတယ်ပေါ့နော် အဲ4200ဝန်းကျင်ကနေတောက်လျှောက်ဆင်းလာတာ3900နဲ့80ဝန်းကျင်မှာတော့အဲပြန်တက်သွားတယ်အဲအဲ့ဒီဝန်းကျင်မှာပဲအယောင်ဝယ်ဖြစ်ပြီးတော့အဲနည်းနည်းလေးပြန်ပြီးတော့ကျွန်တော်တို့ဒီနေ့တွေမှာဆိုရင်4000ကိုနည်းနည်းလေးပြန်ကျော်လာတယ်ဗောနော်အဲအဲ့ဒါဆိုတော့음မဆိုးတော့မဆိုးဘူးဗောနော်အောက်ကတော့တောက်လျှောက်ကြီးကျသွားတာတော့တန့်သွားတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ဗောနော် ဲဒီဇက်တော့အဲထပ်ပြီးမကြနိုင်တော့ဘူးလားပေါ့နော်အဲနည်းနည်းခံမှန်းဟိုဖြစ်ရရင်တော့ဒီ၄တောင်ကိုနည်းနည်းကြသွားတာနဲ့ဝယ်အယောက်အဝယ်လေးတွေတော်တော်လေးပြန်လိုက်လာတာတွေ့ရတယ်ပေါ့နော်တစ်ချက်စောင့်ကြည့်ရမှာတော့ကျွန်တော်တို့ခုတင်းင်းလာစီးပြန်ဖွင့်တဲ့အချိန်ပေါ့နော်အဲ့ဒါနေဒီတစ်ပတ်အတွင်းဒီနောက်တစ်ပတ်အတွင်းမှာကျွန်တော်တို့တစ်ချက်လောက်အဲစောင့်ကြည့်ရမယ်အဲအဲ့ဒီအတွင်းမှာဈေးကထပ်ကြနိုင်လားပေါ့နော်၃တောင်အဲ 900တောင်မို့3800ဝန်းကျင်အထိကျသွားနိုင်လာပါတော့။အဲအဲ့ဒါတစ်ချက်စောင့်ကြည့်ရမယ်။ဒါပေမဲ့အဲကြောက်ဖို့လာလာတက်တော့ဒီတစ်ပတ်အတွင်းမှာတော့နည်းနည်းလေးကျွန်တော်ထင်ဆိုရင်တော့ပြန်တက်လာနိုင်ကောင်းရှိတယ်ဗောနော်4000ဝန်းကျင်ကနေ4000အပေါ်လေးကိုနည်းနည်းများပြန်တက်လာနိုင်မလားဗောနော်အဲ့ဒါဆိုရင်တော့ဒါကတော့မစိုးဘူးဗောနော်ဟိုကျွန်တော် SPI ဈေးဆိုရင်လည်း SPI ဈေးကတော့တိတ်ပြီးခုနောက်ပိုင်းမှာတားပြီးတော့အပြောင်းလဲတော့မဖြစ်သေးဘူးဘာလို့လဲဆိုတော့ဒီဘိုဘန်ဘက်က အဲဈေးရတာကြီးအပြောင်းလဲလုံမထားသေးတဲ့အတွက်ပေါ့နော်အဲအဲဒါကြောင့်မို့ဒီဘက်မှာတော့တိတ်ပြီးတော့အပြောင်းလဲတော့မဖြစ်သေးဘူး SBI မှာဆိုတော့နည်းနည်းလေးပြန်ပြီးတော့ဈေးလေးကောင်းလာတာတော့တွေ့ရ28ဝန်းကျင်မှာရှိရတယ်ဆိုတော့အလလာဖီတွေ့ရတယ်ပေါ့နော်အဲအဲဒါလည်းဘာလို့လဲဆိုတော့ကျွန်တော်တို့ ဒီခုရပိုင်းဒီမှာဂျပန်ရန်တံမိုးလေးတွေနည်းနည်းပြန်မာလာတယ်ဗောနော်အဲအရင်ကျွန်တော်တို့အရင်လာဗောနော် အရင်လာကုန်ကနီးဒီလာကုန်ရက်တွေအထိကကျွန်တော်တို့အဲဂျပန်မှာဆိုရင်ဒေါ်လာကို150ရန်ဝန်းကျင်ရှိရယ်ဗောနော်အဲကျွန်တော်ခုလာအစမှာအစနေစပြီးတော့အဲအဲ့ဒီဟာပြန်ပြီးတော့ဂျပန်ရန်တံမိုးတွေမာလာတယ်ဒေါ်လာကိုဒီခုဒီနေ့ဆိုရင်ဗောနော်ဟာ အဲ148.5ဝန်းကျင်လောက်တိရောပြန်မာလာတယ်ဗောနော်အဲ့ဒါလည်းဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီ American ဘိုးဘန်းနေနောက်ထပ်ဗောနော်အတုံးလုံးအဲ short ရှာမယ်ဆိုတော့ဒီသတင်းတွေအကြောင်းဗောနော်အဲ့ဒီသတင်းတွေကလည်း90ရာခိုင်နှုန်းလောက်တိအဲတေချာတယ်အဲဒီကျွန်တော်တို့ American ဒေါ်လာအားရောလာပြီးတော့ကျွန်တော်ဂျပန်ယန်ဒါမှမဟုတ်ဗောနော်တခြားနိုင်ငံတွေရဲ့ငွေကြေးတွေလည်းပါပါတယ်ဂျပန်ယန်နဲ့မဟုတ်ပါဘူးအဲဒီငွေကြေးတွေနည်းနည်းလေးပြန်ပြီးတော့မာလာတယ်တောက်လျှောက်ပြန်မာလာတယ်ဗောနော်အဲ့ဒီပြင်ဖို့ကျွန်တော်တို့ဒီသတင်း ကြောင်မဲ့ဒီတခြားပေါ့နော်ဒီ store ဈေးကွက်တွေလည်းပြန်ပြီးတော့အဲဒီလာဆာနဲ့ဆက်ပြီးတော့ဈေးတက်လာတယ်အဲဒီ crypto နဲ့ပတ်သက်တဲ့ဒီ crypto currency ဈေးကွက်တွေမှာဆိုရင်လည်းဒီ bitcoin လိုဟာမျိုးတွေဆိုရင်လည်းဒီလာဆာနေပေါ့နော်ဒီတစ်ပတ်အတွင်းမှာပဲအဲ၁၂ရာခိုင်နှုန်းလောက်ထိကိုမှာပဲဈေးကွက်ပြန်ပြီးတော့ဈေးပြန်တက်လာတယ်ပေါ့နော်အဲရွှေဈေးအနေနဲ့ကတော့ရွှေဈေးအနေနဲ့ကတော့ကျွန်တော်တို့အခု 3880ဝန်းကျင်မှာပဲရှိတယ်ကျွန်တော်ဗီဒီယိုတစ်ပုဒ်လုပ်ထားတာရှိရဲ့အဲ့ဗီဒီယိုမှာလည်းတစ်ချက်သွားကြည့်လို့ရတယ်ဘာလို့ဒီဈေးတန်းကလေနည်းနည်းအဲ့ဟိုဘယ်လိုပြောမလဲအမြင့်ဆုံးဈေးတန်းမှာရောက်နေတယ်ဒီဈေးတန်းမှာပဲငြိမ်နေသေးတယ်ဒီရွှေဝယ်မဲ့သူတွေအနေနဲ့ကနည်းနည်းလေးတစ်ချက်လောက်ပေါ့နော်အဲစောင့်ကြည့်တဲ့အနေထားပါပြည့်လို့လဲဆိုတော့ဒီကူဈေးကအမြင့်ဈေးကြီးဖြစ်နေတယ်ဒီဈေးမှာဝယ်လိုက်လို့ပေါ့နော်အဲအထက်မှာတက်ဖက်နဲ့ ကြာဖို့ကြာသွားရင်ကိုကဒီဈေးကိုပြန်ရောက်ဖို့ဆိုရင်လည်းနည်းနည်းလေးတော်တော်လေးချိန်ကြတာဆောင်ရနိုင်ကြီးရှိတယ်ဗောနော်အားကြောင့်မလို့ရွှေဝယ်မဲ့သူတွေအနေနဲ့လည်းတစ်ချက်လောက်အဲဆောင်ကြည့်တဲ့အနေထားရှိတယ်ဘာလို့လဲဆိုတော့ဈေးကကျွန်တော်တို့3900လောက်မှာသူများတွေခံမှန်းထားတော့3900လောက်မှာ break မဲဆိုတာကလည်းတကယ်အခုချိန်မှာ break နေရယ်ဗောနော်အဲ့ဒီထက်ကိုလုံးဝမကျော်နိုင်ဘူးဗောနော်ဒီအောက်မှာပဲအဲသွားနေတယ်ဗောနော်အဲအဲအားကြောင့်မလို့အဲဟာလေးတဲ့တစ်ချက်ဒါကကျွန်တော်တို့ရွှေဝယ်မဲ့ သူတွေအနေနဲ့ကနည်းနည်းလောက်စဉ်းစားဖို့သင်တယ်ပေါ့နော်။ငွေလွှဲမဲ့လူတွေအနေနဲ့ကကြာတော့လဲပေါ့နော်။အခုသူတို့ဒီပြန်ဒေါ်လာပြန်တက်လာနိုင်တဲ့အချိန်ကကြာတော့ဘလောက်လောက်ထိသူတို့စောင့်အောင်လဲဆိုရင်တော့အဲသူတို့တွေပြောကြတာကတော့သူတို့လုံနေတဲ့ဒီရွေးကောက်ပွဲပေါ့နော်။အဲဟာကြီးပြီးတဲ့အချိန်လောက်ရောက်ရင်တော့ကုံသွဲရေးလမ်းကြောင်းတွေပြန်ဖွင့်ပေးမယ်။ကုံသွဲခွင့်ပြန်လုပ်ပေးမယ်ဆိုတဲ့ဟာပေါ့နော်။အဲအဲဟာပြန်ဖွင့်ပေးရင်တော့ဒေါ်လာပြန်ဝယ်လို့အပြန်များလာပြီးတော့အဲဈေးပြန်တက်လာနိုင်တယ်။အဲနောက်ပြီးတော့ကျွန်တော်တို့အခုနှစ်ကုံ တလာပိုင်းပေါ့နော်တလာပိုင်းလောက်ဆိုရင်လည်းကျွန်တော်တို့ចောင်းသားတွေအနေနဲ့အဲရမ်းလို့တဲ့အချိန်တွေရောက်လာတော့မယ်အဲ့အချိန်မှာဆိုရင်လည်းဈေးရကျွန်တော်တို့အခုအချိန်ဈေးတဲ့နည်းနည်းလေးအဲပို့ပြီးတော့တက်ကောင်းတက်နိုင်တယ်ပေါ့နော်အဲ၁၀လေးလပိုင်းចောင်းသမားတွေကတလာပိုင်းနှစ်လပိုင်းမှာဆိုရင်ရမ်းနေပြန်ဝယ်တော့မှာဖြစ်တဲ့အတွက်အဲအဲ့ဒီအချိန်ထိစောင့်နိုင်ရင်လည်းဒါစောင့်လို့ရတယ်ဒါကမဒါတော့ပေါ့နော်ဒါကကျွန်တော်ကအဲစောင့်ပါလို့လည်းမပြောဘူးလွှဲပါလို့လည်းမပြောဘူးဒါကတော့ကိုယ့်ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်